ရှိတုန်းကတထေးကြီးတဦးမှာတားယောက်ျားလေးတွေရှိတဲ့အဲ့ဒီတထေးကြီးဟာအိုမင်းမဆွမ်းရှိလို့သွားကဂျိုးဆပင်ကဖြူနာက ထိုင်းခါကကိုင်းချီယုံမကဘူးခဏခဏဖြားလိုက်နာလိုက်ဖြစ်နေတော့တေတော့မှာပဲလို့ထင်တာနဲ့သားတွေကိုခေါ်ပြီးလူကြီးဆောင်ရရှိမှာလေရီယာတွေရွှေငွေပစ္စည်းတွေကိုအမွေအဖြစ်နဲ့ခွဲဝေပေးလိုက်တဲ့သို့တော်လဲတထေးအိုကြီးဟာအင်မတန်အသက်ပြင်းနေတေကံမရောက်တတ်မပြောက်ဆိုသလိုဖြားတာဖြားတယ်နာတာနာတယ်မတည်ဘူးတဲ့တစ်နှစ်ကုန်တစ်နှစ်ကူးပေမဲ့မတည်ဘူးဆိုတဲ့ဇွဲနဲ့အသက်ရှင်နေတာပဲတဲ့ လိုအသက်ရှည်လေးဒုက္ခများဒုက္ခရောက်လေပေါ့ဦးလိုမင်းလိုဒုက္ခရောက်ရတာကတမျိုးဖျားနာလို့ဒုက္ခရောက်ရတာကတမျိုးသားတွေကမတတာလို့ညဉ့်ညင်ချိန်ဆဲတာကိုခံရတဲ့အတွက်ဒုက္ခရောက်ရတာကတမျိုးဒုက္ခများမှာတေဂန်ကြီးမှ အတော်ကိုပင်မန်းဆင်းရဲရှာတဲ့ဟိုအရင်နှုန်းကတော့အမွေမရသေးလို့သားတွေဟာမျက်နာလိုချွေးရတဲ့အဖေအိုကြီးကိုသူ့ထက်ငါသာအောင်လှုပ်ကြည့်ပြုစုကြတယ်အခုအမွေရပြီးပြီဆိုတော့အဖေအိုကြီးကိုဂယုမဆိုင်ကြတော့ဘူး မြမြန်တည်ရင်မြမြန်အေးမှာပဲလို့အောက်မေ့ပြီးအသက်ရှင်နေတာကိုပဲမနာလိုဖြစ်နေတဲ့အတွက်ညဉ့်ညင်ချိန်ဆကြတဲ့တနေ့ကျတော့တထင်းအိုကြီးစီကိုမိတ်ဆွေဟောင်းတယောက်ဟာမာချောင်းသာချောင်းတရင်မင်းရင်ရောက်လာတဲ့သူတို့နှစ်ဦးတွေ့ကြတဲ့အခါရှေးဟောင်းတော်ဖြစ်တွေကိုငင်ရေရှိရေနဲ့ပြောကြတာပေါ့ ဒီလိုပြောရင်းနဲ့တထေးအိုကြီးကသားတွေကိုအမွေခွဲပြီးရဲ့အကြောင်းသားတွေက မတတားလို့ညဉ့်ညင်ချိန်ဆဲတဲ့အကြောင်းတွေကိုအသေးနာနာရှိရာနဲ့ပြောပြတာပေါ့အဲ့ဒီတော့မိတ်ဆွေလည်းစိတ်မကောင်းဘူးပေါ့အဲ့ဒါကြောင့်အကြံထုတ်ပါဦးမယ်အကြံရတဲ့အခါအကူအညီပေးပါမယ်လို့မှာကြပြီးပြန်သွားတဲ့ရက်အနေငယ်ကြတော့အဲ့ဒီမိတ်ဆွေ ။ဒီဟာတထေးအိုကြီးအိမ်ကိုလှဲစီပြီးရောက်လာတာရဲ့ရောက်တယ်ဆိုရင်ပဲကြောက်ခဲနဲ့တလဲသီးတွေအပြည့်ထည့်ထားတဲ့အိတ်ကြီးတွေကိုထမ်းချလာပြီးတထေးအိုကြီးရဲ့အိယာနာမှာထားတဲ့ထားပြီးတော့ဟောဒီလိုပြောတာကိုကဲတထေးကြီးကျွန်တော်လာတဲ့တရင်ကိုတထေးကြီးရဲ့သားတွေကြားကြလိမ့်မယ်ကြာရင်မင်းမြင်းစုံစံကြလိမ့်မယ်အဲ့ဒီအခါတထေးကြီးက ဟန်လုပ်ဖို့အရေးကြီးရဲ့ဟုတ်ရဲ့လားအခုကျွန်တော်လာတာဟာတထေးကြီးရဲ့အကျွေးတွေကိုဆက်ဖို့လာတာလို့ပြောပါဟောဒီကြောက်ခဲတဲ့လဲအိတ်တွေကိုငွေအိတ်တွေပါလို့ပြောပါဒီတော့တထေးကြီးစီမှာငွေတွေအများကြီးရှိသေးတယ်လို့မှတ်ကြလိုက်မယ်အဲ့ဒီအခါတထေးကြီးရဲ့သားတွေဟာတထေးကြီးကိုဂယုဆိုင်ကြလိမ့်မယ်ဒါပေမဲ့အိတ်ကြီးတွေကိုတော့မကင်စီနဲ့နော် လုံးလုံးကျုံကျုံတိန်ထားပါကဲကျွန်တော်သွားလိုက်အောင်မယ်လို့ပြောပြောဆိုဆိုနဲ့လှဲစီပြီးပြန်သွားရောတဲ့အဲ့ဒီနေ့မှာပဲတထေးအိုကြီးရဲ့တားမိုက်တွေဟာတရင်ကြတာပေါ့တထေးအိုကြီးအိတ်ခမ်းထဲမှာငွေအိတ်ကြီးတွေရောက်နေတယ်လို့ကြားတော့အဲ့ဒီတားလုတဲ့သူတွေဟာသွားရည်တ냐များကြပြီးတထေးအိုကြီးကိုမျက်နှာလုံးကြပြန်တာပေါ့လေ အရှက်ကနေပါပြီးတော့အချိုတမျိုးအချင်တမျိုးအပူတမျိုးအေးတမျိုးစားစရာတောက်စရာတွေကိုကြိုးကြိုးစားစားချက်ပြုတ်ပြီးပွဲကြီးပွဲငယ်နဲ့ကြွေးကြတိုက်ကြပြုစုကြတာတဲ့အဲ့ဒီလိုနဲ့အဖိုးကြီးဟာအသက်ရှည်သွားလိုက်တာမိစာကုံစီခန်းဆိုသလိုနောက်ဆုံးမတက်နိုင်တော့မှတေရှာတဲ့အဖိုးကြီးလဲတေရောတစ်ချိန်လုံးမျက်ဆောင်ထုတ်နေကြတဲ့သူသားတွေဟာသူ့ထက်ကအရင်ဦးအောင်လူရဲနဲ့အိတ်ခမ်းနဲ့ပြေးဝင်နေပြီး အိတ်ကြီးတွေကိုဖြန့်လိုက်ကြတာအထင်းမှာဘာတွေကိုတွေ့ရတယ်လဲဆိုတော့ကြောက်ခဲနဲ့တလဲကြီးပဲတဲ့ဒီပုံမြင်လေးရဲ့အဓိကသင်ခန်းစာကတော့လောဘတရားကိုရှောင်ရှားပြီးမိမပေါ်စစ်မှန်တဲ့မေတ္တာဂရုစိုက်မှုနဲ့တစ္ဆာရှိမှုကိုတန်ဖိုးထားတဲ့အကြောင်းဖြစ်ပါတယ်။အမွေနစ်ဆိုတာထက်မိသားစုဆက်ဆံရေးနဲ့လူသားဆန်တဲ့စိတ်ထားကပုံမှုအရေးကြီးကြောင်းကိုလည်းပုံဖော်ပြသထားပါ